ထမအောင်ဆုံးဒါအိုရှိန်မက်ဟာလေးဒါလေးကအုံးစံပွားစာကောင်းနေသေးတယ်နော်အုံးစံပွားစာကောင်းနေသေးတယ်ဆိုတော့ခါကြတာညီမကဒါမှုစည်းစိန်ထားတာပေါ့နော်အိုးလိုက်လေးဒီလိုလေးရှစ်လိုက်ရမယ်ဒီမှာအဲဒါဒါဒါသူ့ရဲ့အမြင့်တွေပေါ့နော်ဒါလေးတွေဒီမှာအုံးစံလေးကဒီမှာကောင်းနေသေးတယ်အုံးစံကောင်းနေရဆိုတော့ညီမတို့ကဒီဒီဘေးကိုပဲပွားစာထက်ထည့်ပြီးရှစ်လက်မအုံးနဲ့ထည့်မယ်ပေါ့နော်ဒါလေးရဲ့ရှစ်လက်မအုံးဒါမျိုးလေးထည့်မယ် အမျိုးလေးအလဲတွေကထဲမယ်ထဲတဲ့ခါမှာဒီပွားစာထဲတဲ့ခါမှာဒီအောက်ထဲထိဒီလိုမျိုးအထဲထဲထိပေါ့နော်ဒီမှာမြင်ရလားမသိဘူးဒီလိုအထဲထဲထိဒါအောင်ထဲရမလို့နော်ဒီမှာအမြစ်ကလေးထွက်နေတွေ့လားဒီမှာဒီမှာကြည့်ကြည့်အမြစ်ကလေးတွေထွက်နေတယ်အုံးစံသူ့ဆိုင်ထားတဲ့အုံးစံဒီအရစ်ထိပဲပါတယ်ဒီအောက်လေးကတည်းကဘယ်လိုပြောမလဲဒီမှာကြည့်ဒီလောက်လေးနည်းနည်းလေးဟိုအိုးလှုပ်ပေးထားတယ်ဘာလို့လှုပ်ပေးထားလဲဆိုအမြစ်တွေခွေသွားမှာဆိုလို့ အမြစ်တွေခွေပြီးတော့ဒီအမြစ်တွေတဲ့ကိုရေဝင်သွားရင်အိုးဒီလိုမျိုးကြံ့တာအောက်ထဲထိထည့်ထားတဲ့အခါမှာအမြစ်တွေတဲ့ရေဝင်သွားရင်ဒီရိုးတန်တွေပုတ်တတ်တယ်အထူးသဖြင့်မိုးရင်းမှာဖြစ်တတ်တယ်ပေါ့နော်မိုးရင်းမှာဒါမျိုးဖြစ်တတ်တယ်အဲ့တော့ခါကြတော့ကျွန်တော်တို့အိုးချိန်တဲ့အခါမှာဒီလိုလေးပဲတင်မယ်အောက်မှာနေရာလွှတ်ထားမှာနော်ဒလ်ဒလ်ဒီလိုဒီလိုအတိလေးပဲပြီးတော့အိုးချိန်တဲ့အခါမှာလည်းဒီပွားစာပေးရထည့်တဲ့အခါမှာလည်းဒီအမြစ်ပင်စီဒီအုံကိုဒီအောင်ပွားပြီးတော့ဖုံးလို့မရအောင်နော်လွယ်လွယ်လေးပဲညီမပြမယ်ဒီယူရဲဘက်ကလာတဲ့အုံးစံ ုံးစံဓမ္မဖြာမျိုးလေးရှိရယ်ဒါမျိုးလေးကိုသူ့သူ့အရာလိုက်တိုင်းလေးဓမ္မပေးမှာနော်ဒီမှာအကိုက်လေးပဲနော်အကိုက်လေးပဲပို့ဒီလိုပို့မထွက်ဘူးနော်ဒီလိုလဲ short မထွက်ဘူးဒီမှာဒီလိုအကိုက်ကလေးပဲနော်ဒီလိုအကိုက်လေးပဲထည့်မယ်လွယ်လွယ်လေးပဲဒါပွားစာသူ့ရဲ့နော်ဟို original နဲ့ပွားစာကောင်းပြီးသားအောင်မှာကျွန်တော်တို့ကပွားစာကောင်းတာမှာဘေးကအိုးချိန်လို့ပွားစာထပ်ဖြည့်တဲ့သဘောပဲအော်ဟာပေါ့မီးသွေးအုံနေခဲနဲ့စိုက်လို့မရဘူးလားဆိုတော့ရတယ်နော်ဒီဒီအတိုင်းကိုဘေးကမီးသွေးအုံနေခဲလေးထည့်လိုက်အောင်မယ်နော်ကဲဒီမှာကဲလွယ်လွယ်လေးပဲဒီမှာဒီမှာကြည့် ဒီမှာဒါမျိုးလေးပဲတွေ့လာတူတူအန်ကိုက်လေးအန်ကိုက်ကလေးဒီမှာနော်အနာအပတ်လိုက်လေးထည့်မယ်နော်ဒါဆိုလို့ရှိရင်ဦးကရှောင်းနေသေးတယ်အုံးစံလေးနည်းနည်းထပ်ဖြည့်အုံးစံနည်းနည်းထပ်ဖြည့်လိုက်မယ်လူကတယောက်ပဲလို့ရတာဆိုတော့လက်ကမအားအောင်ဖြစ်ဘုံလုံးလှုပ်ပြီးရခါပြပြီးမယ်နော်ဒီမှာအုံးစံလေးသူရှစ်လက်မအိုးနဲ့ကွက်တီပေါ့နော်ရှစ်လက်မအိုးနဲ့ကွက်တီဒီလိုမျိုးလေးဒါထည့်လိုက်အောင်မယ်ထည့်တဲ့အခါမှာလေး ကျွန်တော်ပြီးရင်ပြပေးမယ်ဒီဘက်မှာတစ်ပတ်ထည့်လောက်ပါ င်ဒီပုံစံလေးပဲရပါပြီဒီမှာဒီမှာဓမ္မကြည့်ကြည့်လိုက်ဒါတော့အိုးအပေါ်ထိတ်ကလေးတင်မယ်နော်ဒီမှာဘေးကပွားစာလေးထည့်အောင်ဒီရောက်ကိုကြည့်ကြည့်ဒီရောက်မှလွတ်နေတွေ့လားဒါလောက်ဒါလောက်လောက်လွတ်နေဒါလောက်လောက်လွတ်နေစွမ်းနာထွက်နေတဲ့အမြစ်တွေခွေနေတဲ့အမြစ်တွေဟိုပုတ်သွားမှာဆိုလို့လွတ်ပေးထားတာလေးလေးဝင်လေးတော့ကောင်းအောင်ဒီမှာတွေ့လားအပေါ်မှာဒါလောက်လွတ်နေနော်အပေါ်ပဲကျွန်တော်တို့ကဒီလိုအကိုက်ဆိုင်တာအပေါ်ဒီမှာအပင်ရှင်ဒီလိုအကိုက်ဆိုင်တာတွေ့လားမသိနော်ဒီလိုပုံစံလေးဆိုင်တာနော် ဒီမှာအောက်ကလှော့ထားရယ်နော်အောက်ကဒီမှာလှော့နေတွေ့လားမသိအဲ့ဒါတမင်ဒီအောက်မှာအမြင့်ထွက်နေတဲ့ဟာအမြင့်တွေခွေပြီးနှာမှာဆိုလို့မိုးရင်းဘတ်ဆိုပို့ဖြစ်များတယ်မိုးရင်းဘတ်ဆိုအပိရိုးရံတွေပုတ်တယ်ရေတွေဝင်တယ်အရွက်တွေဒီရိုးရံလာအီပြီးတော့ဝါသွားတယ်လေရေဝင်သွားတာအဲ့လိုမျိုးဖြစ်မှာဆိုလို့နော်ဒါဒါအောက်ကိုလှော့ထားတာဒါဒီမှာပြီးသွားပြီဒါရှစ်လက်မကိုဒါစိုက်တာဒါတိုင်းပဲနော်ဒါအခုကျွန်တော်ဒါဟိုပွားစာတွေမှုစေးမှုစေးနဲ့ကျွန်တော်စိတ်ထားတဲ့ဟာရီဆိုတဲ့အတွက်နှစ်ရက်လောက်ကို အာဒီတိုင်းမဲ့ထားမယ်ရေမလောင်းပါဘူးရေမလောင်းမဲ့နဲ့နှစ်ရက်လောက်နှစ်ရက်ကျော်တော့မှအနစ်ဆေးလေးတွေ့ရင်တွေ့ပြီပေါ့နော်ဒီမှာပြီးရင်ကျွန်တော်တို့73ပတ်လည်လေးထည့်မယ်73ပတ်လည်ဒီမှာဒါဒီလိုဆေးရှင်းလေးတွေနဲ့ကျွန်တော်ကကြတော့ရှမ်းမာဒီလို73ပတ်လည်လေးသုံးတယ်ဟွာပေါ့ဒီကောင်းထက်အပွင့်ဆေးပင်သေးအရေဘူးလည်းသုံးတယ်ပေါ့နော်ဒီမှာ73ပတ်လည်ဒီလိုရှင်းလေးနဲ့ထည့်မယ်မတိသေးတဲ့လူတွေအတွက်ရှင်းလေးနဲ့ဒီလိုလေးထည့်မယ်ဒီမှာဒါအဖုံးပိတ်လေး73ပတ်လည်လေးကိုဒီလိုရှင်းလေးနဲ့ထည့်တော့ဆေးအလေးလွှဲမဖြစ်တော့ဘူးပေါ့ အညီမတို့ဆိုပင်ထောင်ရှိအများကြီးပဲဆိုတော့ဆက်သုံးဘက်လေးကိုဒီတိုင်းပွားတာလေးကိုဒီလိုထိုးထည့်တယ်ထိုးထည့်တဲ့အခါမှာဒီဆက်သုံးဘက်လေးရေရေလောင်လိုက်တဲ့အခါမှာထွက်ကြပါဗျာဆိုတော့နှမျောစရာကောင်းတယ်လေနော်ဒီလိုရှင်းလေးနဲ့အဲရှင်းလေးနဲ့ပြီးရင်ဒီမှာအပင်ရှည်ရင်တာလေးစိုက်ပေးမယ်ဒါပဲနော်ပြီးသွားပြီနော်ဒါလေးပဲလွယ်လွယ်လေးရယ်နော်လွယ်လွယ်လေးရယ်အုံးစံအဖက်ကြီးကိုခွေပြီးမထည့်ရအောင်နော်အုံးစံတသာရိုးရဲဘက်ကလာတဲ့အုံးစံလေးရှိတယ်ကိုကကိုအုံးစံခုတ်မယ်ဆိုလည်းဒီလိုသုံးလုံးမစိုက်လေးဖြစ်အောင်ခုတ်မယ်နော်သုံးလုံးမစိုက်လေးဖြစ်အောင်ခုတ်မယ်ဒီတိုင်းအတ္တီလေးဒီလိုလေးထည့်မယ်နော် ဒါလေးဆိုပြီးသွားပြီဒါကသူပါတဲ့ပွားစာပွားစာကိုကျွန်တော်တို့ကမဖယ်ဘဲနဲ့ဘေးကနေအိုးရှင်းလိုက်တာဒါလေးပဲเนาะနောက်တစ်မျိုးကကြတော့သူပါတဲ့ပွားစာတွေဒီမှာကြည့်ဒီကောင်လေးဆိုရင်ဒီကောင်လေးဆိုရင်ဒါသူပါတဲ့ပွားစာတွေဒီမှာဒီကောင်လေးကစွေးနေပြီเนาะစွေးနေတဲ့ခါမှာဒီမှာသူအမြင့်တက်တွေတော့ထွက်တယ်ဒါကောင်းထက်ကောင်းထက်အမြင့်စီးလေးပုံထားတာဒီမှာကြောင်ညာဝင်လား ကျွန်တော်ကတခါချန်ဆိုတော့ဆေးအကုန်သုံးမှုတယ်ဒါမဲ့ကျွန်တော်ကကောင်းထောက်ကိုကိုကြိုက်တယ်ကောင်းထောက်အပွင့်ဆေးအပင့်ဆေးအမြစ်ဆေးပေါ့နော်73ပတ်လဲပေါ့နော်ရင်းတော့ရိုးစရာဆေးပဲသုံးတာအခုကရိုးစရာဆေးတွေကနည်းနည်းဈေးကြီးလာကျွန်တော်တို့ကရှမ်းအပင်ရေအတွက်များတော့ကောင်းထက်ဆေးပဲသုံးလိုက်တာဒီမှာနော်ဒါလေးတို့ဒါပွားစာတွေဆွေးနေတာပြတဲ့အတွက်ညီမဒါအိုးရှိမ်းမယ်အိုးရှိမ်းတဲ့အခါမှာအပင်အိုးရှိမ်းပြီးတော့ဒီပွားစာကိုထုတ်တဲ့အခါမှာဒီမှာပြပေးမယ်ဒီပွားစာလေးတွေဒီအမြစ်ကလေးတွေနားမှာဆိုလို့ဒီလိုမျိုး ပင်ကိုဒီမှုစင်းနဲ့စိန်ထားဒီအုံးစံလေးကခွာရလွယ်တယ်သိလားဒီမှာနော်ဒါ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 73ပတ်လိုက်ထည့်ထား73ပတ်လိုက်သူ original ပါ73ပတ်လိုက်မနော်ဒီလိုမျိုးလေးဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဖွဲ့ပေးမယ်ဖဲ့တဲ့ခါမှာဒီမှာကြည့်အမြင့်အစ်တွေမနောင်လို့သူကဟိုပါပေါ့ရေးစိန်ထားလို့ရှင်ဒီကောင်လေးကခွာရလွယ်တယ်သိလားရေးစိန်မထားဘူးဆိုလို့ရှင်ခွာရမလွယ်ဘူးရေဒီကောင်ဆိုအိုးနှစ်အိုးတောင်ခွဲလို့ရရင်နော်ဒီမှာတအောင်ဒီလိုနှစ်အောင်ခွဲပြီးစိုက်လို့ရဒါမှမဟုတ်ကျွန်တော်ကကြတော့အိုး မခွဲဘူးအုံအုံအပင်အုံအကြီးကိုပဲအပင်အုံကြီးအောင်မှကျွန်တော်စိုက်တာဖြည်းဖြည်းချင်းလေးဒီလိုလေးဖဲ့ပြီးမှာပေါ့နော်ဗီဒီယိုဖိုင်လေးကမရိုက်တက်လို့နှစ်ဖိုင်ကွဲသွားနှစ်ဖိုင်လုံးတင်ပေးမယ်နော်အတူတူဒီမှာဒီအားလေးကိုဒီလိုမျိုးလေးညီရအရန်မွားနေဖြစ်နိုင်လို့ချင်းဒီအစွမ်းနာမှုသေးစိန်သားနဲ့ဒီလိုလှုပ်သေးလားအဲကြလို့ချင်းဒီအုံးစံအမှုံနေတာသူ့ဘက်သူပဲအောက်ထဲကိုရေပျော်ပြီးဝင်သွားတယ်ပေါ့ဒီမှာအတူကမြေဆွေးအရန်မွားနေတယ်မတွေ့လားအုံးစံအရန်မွားနေ ါကျွန်တော်အုံးစံစွေးနေတဲ့ဟာကိုကျွန်တော်ဒီမှာကိုယ်ထဲမှာစိန်ပြီးတော့ဖြည်းဖြည်းချင်းလေးအမြင့်ဟိုဟာလေးပေါ့အုံးစံအစွေးလေးကိုကျွန်တော်ဖယ်နေတာဖယ်နေတာသူကဒီလိုမျိုးရေစိန်ပြီးတော့ဒီလိုဖယ်တာပိုကောင်းတယ်အကြလို့ရှိရင်အကြလို့ရှိရင်ဖယ်ရတာပိုကောင်းတယ်ဒီပွားစာလေးကမွားပြီတက်လာဟမ်ပွားစာလေးကသူကသူမွားမွားလေးအော်တိုမက်တစ်လိုလေးသူကသူကုန်သွားမှာပေါ့ တော်တို့လည်းမပွားတာအရင်မကောင်းတော့ဒီကောင်တွေတားဆွေးနေနော်ဒီမှာဟောလကလေးနဲ့ဒီလိုပွားပဲဒီလိုခါထုတ်ပေးနေတော့မှာပွားပွားတာရသူကသူကြွေကြကုန်ပွားတာတားဆွေးနေဒီကောင်နော်ဟိုပွားတာတချို့ဟာတွေကကြတော့ပွားတာလဲဖို့မလို့မလို့ဘူးလေအုံးစံလေးကစကန်ကြီးလိုက်လို့မာမာလေးဆိုပွားတာလဲဖို့မလို့သေးတဲ့ဟာဆိုလို့ရှင်မလဲနဲ့နော်မလို့သေးတဲ့ဟာဆိုရင်ဆောနာကျွန်တော်ပြောတဲ့ အုံးသံဘေးကအစ်စ်အုံးသံဘေးကအစ်စ်ကိုပဲဘေးကနေရမ်းပြီးထည့်ပေးလိုက်အလွယ်ဆုံးပဲเนาะအဓိကအိုးချင်းတဲ့အခါမှာမှားတဲ့အချက်ကဘာလဲဆိုသတိထားရမယ့်အချက်ပေါ့เนาะအဲ့ဒါကဒီလိုအပင်အစ်စ်တွေအမြစ်တွေကိုဒီလိုအုံပြီးဒီလိုစိုက်လိုက်တာဒီလိုစိုက်လိုက်တာမစိုက်ရအောင်ဒီအတိုင်းအတိပဲဒီလိုပုံစံလေးပဲအတက်ကဒီနေရာရက်ထွက်မှာလေเนาะအတက်ကဒီနေရာရက်ထွက်မှာခါမှာဒီနေရာသွားပြီးအုံလိုက်လို့ရှင်အဲ့အတက်ကမထွက်နိုင်တော့ရေများပြီးကြီးသွားတယ် ောက်တစ်ခေါက်ကျမှရှင်းမလေးပြတွေမှားထားတယ်ရှင်းမလေးပြတွေလာတော့မှလိပ်ပြဟိုရှင်းနီလေးပြပြီးမယ်ထိမ့်သိမ့်နီလေးလည်းညီမတီးတလောက်တက်တလောက်မှတ်တလောက်ပြပြီးညီမကတက်ခွာရောက်လာမကြသေးဘူး၃နှစ်ခွဲ၄နှစ်လောက်ပဲရှိသေးတယ်ညီတော်ကတော့ဝါသနာပါလို့စိုက်တာပေါ့နော်ဝါသနာပါလို့စိုက်ရင်လည်းအလုံးထွက်ပြီးတော့တက်ခွာပါမယ်ရောက်တော့ကဲရပြီနော်ဒီမှာအမြင့်ပူပွေးလေးဒီမှာဒီမှာအမြင့်အတူတူရဲ့ origin နဲ့အမြင့်ကလေးတွေညီမကြံပြီနော်ဒါကိုကျွန်တော်က ရှစ်လက်မအုံးနဲ့ရှင်းပြမယ်အဲ့တော့ကျွန်တော်ဒီမှာဒီလက်ကိုဒီလက်ကိုအုံးစံလေးတွေစီပြီးတော့ကျွန်တော်ထည့်မယ်ဘာလို့ဆိုတော့ဒါလေးကအလဲလေးကနည်းနည်းလေးပဲအမြင်လေးနည်းနည်းနဲ့ထိုးထည့်လိုက်အောင်လဲဆိုတော့အုံးစံလေးထည့်မအောက်ထည့်ဒီထိုးမထည့်ပြအောင်နော်ဒီလိုအောက်ထည့်ဒီထိုးမထည့်ပြအောင်ဒလောက်လောက်ပဲပေါ်နေမှာပေါ့ဒလောက်လောက်ပဲတင်နေမှာအုံးစံဒလောက်ပြီးလို့နေရမှာနော်ကျွန်တော်ပြမယ်အမှုစည်းစိမ်ထားအုံးစံအုံးစံနေ ကျွန်တော်ဦးချိန်နာနဲ့ဗီဒီယိုဖိုင်ရိုက်တာနှစ်ယောက်လုံးမှအဆင်ပြေတယ်။တယောက်ထဲကြောင့်အဆင်မပြေဘူးပြည်အိမ်မှာလူလည်းမရှိဘူး။ကျွန်တော်တယောက်ပဲအားဆိုကိုယ့်အကူပဲဗီဒီယိုမှာရှိမှဖုံးခေါင်ပြီးရလဲတပြီးရော။အုံးစံလေးတွေကိုအောက်ထီကိုထိုးမထည့်ပြင်းနဲ့နော်။တက်ခွလေးတွေကတက်ခွလေးကတော်ရုံနေနေကြိုက်တယ်။နေရောင်လေးရလို့ရှင်တော်ရုံစေးမကြွေးလဲပွန့်တယ်သိလား။ ဲ့တော့နေအောင်အစ်နဲ့ရအောင်လေထားပြီးနေအောင်ဆိုလဲဟိုနေအောင်အရန်ဓာတ်ရိုက်ကြီးပူတာမကြိုက်ဘူးလေနော်အမိုးစိကွဲရာသီဥတုပေါ်မူပြပေါ့အရန်ပူတဲ့အဲရန်ကုန်နေပြီးတော့မန္တလေးလိုရာသီဥတုဆိုရင်နေသားပူရလေအဲ့ဒါဆိုအမိုးစင်းကိုနှစ်ထပ်လုံပေးပါနော်ညီမကတော့နေပြီးတော့နေပြီးတော့မှဆိုတော့ညီမအမိုးစင်းကိုနှစ်ထပ်လုံပေးတယ်နှစ်ထပ်လုံပေးတယ်နှစ်ထပ်လောက်မှအကြိုက်ပဲပေါ့နော်ကြည့်ရပြီ ဒါဒါညီမအုံဆောင်ဒီလိုစီထည့်လိုက်တာနော်အလဲမှာနေရာနည်းနည်းလေးထားယူစီတယ်အပေါ်ပွဲထည့်ရနော်ဒီမှာအောက်ကလှော့ထားတယ်ဒီမှာတွေ့လားအောက်ကလှော့ထားတယ်နော်ပြီးရင်စောနာကဒီမှာကြည့်ဒီအပင်လေးပေါ့အပင်အုံလိုက်လေးကိုဒီအမြစ်ကလေးကိုခွေပြီးညီမဒီထဲမှာထည့်မယ်အမြစ်ကလေးတွေထည့်တဲ့ခါမှာလေလေအမြစ်ကလေးတွေမကျိုးအောင်လို့နည်းနည်းလေးဂယူးဆိုင်ပေးရအမြစ်အမြစ်တက်ကလေးပေါ့အမြစ်တက်ကလေးဆိုနှမျောစရာကောင်းတယ်အမြစ်တက်လေးထွက်ဖို့ကလွယ်ရမှာမဟုတ်ဘူးလေနော် တော့အမြစ်ကလေးတွေမကျိုးအောင်သေချာလေးသတိထားပြီးထည့်မယ်တကယ်လို့များကိုကထည့်ရင်းနဲ့ဒီအုံးဆန်ကဟိုးအောက်ထဲတီးအောင်ဟိုးအောက်ထဲတီးအောင်မြုပ်သွားတယ်ဆိုရင်လေအဖြစ်တတ်တယ်လေနော်အုံးအိုးချင်းတော့ဒီမှာကြည့်ထိုးထည့်လိုက်တာဟိုးအောက်ထဲတီးမြုပ်သွားရည်သလားအဲ့အမျိုးစုံညီမပြမယ်နော်ခဏလေးဒီမှာတူလေးတူလေးနဲ့ဖြစ်တတ်တဲ့သဘောတဘာပါပေါ့တူလေးနဲ့ဒီမှာကြည့်ဒီအောက်ကဒီအိုးအပေါက်လေးရံဒီလိုပြန်ပြီးတော့အဲအပေါက်မြင့်တယ်မေးလိုက်ဟောဒီမှာလူလေးမြင့်တယ်မေး အညီမဆိုအမြဲတမ်းဖြစ်တတ်တယ်ပေါ့နော်ဘာလို့ဆိုတော့ထိုးထန်ထိုးထန်ရတယ်အောက်ထဲကိုအောက်ထဲထိဝင်သွားတာအကြအောက်ကအောက်ကနေရာမလွတ်တော့ဘောနော်အုံးဆန်လို့ဖြစ်နိုင်ကြက်ကြက်ကလေးထက်သူကအုံးဆန်လေးကကြက်မှသူကအုံးဆန်လေးကကြက်တော့မှအပေါ်မှာကြက်ကြက်ကလေးဖြစ်မှာဘောနော်ရှောင်းသွားရင်အောက်ထဲထိကျသွားမှာဒီလိုမျိုးလေးထက်ပဲဒီလိုမျိုးလေးတူလေးနဲ့ဒီလိုလေးထိုးထည့်လိုက်အောင်မယ်နော်ထိုးထည့်လိုက်အောင်ဒါကအုံးဆန်လေးနည်းနည်းကြက်အောင်ညီမနည်းနည်းဘေးကိုထပ်ဖြည့်လိုက်ပါ ဆန်လေးနဲ့နဲ့ထပ်ဖြည့်လိုက်တော့ကြက်သွားပြီတော့ကြက်ကြက်လေးစိုက်မှာအပင်အုံလေး ုမျိုးလေးပေါ့အပင်ဒီဒီအုံးစံလေးတွေအပေါ်မှာပေါ်နေရမယ်နော်ဒီမှာဒါဆိုရင်ဒီမှာအောက်မှာလွတ်သွားတယ်လွတ်သွားတဲ့အခါမှာဒီအပင်ကကြတော့သူကပွားလာရေကိုထုတ်ပြတာထွက်တဲ့ဒီအောက်အမြင့်နဲ့သူကမတွဲနိုင်တော့ဘူးအပေါ်မှာတင်ရုံပဲတင်ထားလို့အဲ့တော့ညီမကဒီလိုသူ့လေးနဲ့နော်သူ့လေးနဲ့ဘေးကိုအပင်လေးကိုနည်းနည်းတွဲပြီးထိန်းထားမယ်ပေါ့ဟိုစားပြီးသားသူ့လေးတွေရှိရမလားအဲ့ဒါလေးရှိလို့ရှင်အဲ့ဒါလေးတွေကိုမလွန်ကျင်နဲ့ဒီမှာတွဲထားလို့ရတယ်အဲ့ဒါလေးနဲ့လေ တူလေးနဲ့တွဲတူလေးကိုအုံးစံလေးထဲမှာစိုက်စိုက်ပြီးတော့အဲ့ဒါလေးနဲ့တွဲထားလိုက်တွဲထားရင်ဒီကောင်လေးကမြစ်ကလေးကသူ့ထိန်းထားပြီးသားလေးဖြစ်သွားမှာပေါ့လို့မို့ဆိုဒီအပင်ကပင်စီကလှုပ်နေမှာလေလှုပ်စီလှုပ်စီဖြစ်နေအတူလေးနှစ်ချောင်းလောက်နဲ့ထိုးထည့်ထားပေါ့အုံးစံလေးနည်းနည်းလေးပွားကြည့် ကဒီလိုအပေါ်လေးမှာတင်နေရမယ်ဒီမှာကြည့်နော်အပင်လေးကဒီလိုအပေါ်မှာတင်နေရမယ်ဒီမှာအမြက်ကလေးတွေလည်းမဖုံးသွားဘူးအောက်ကလည်းထွန်းနေရမယ်ဒါမျိုးလေးပေါ့ဒီမှာတူလေးနဲ့ကျွန်တော်ဒီလိုမျိုးလေးတွဲပြီးထိန်းထားတယ်ဒါမျိုးလေးရတယ်ဟိုကိုကဟိုပါပေါ့တန်ကျင်းတန်းကျိုးလေးပါလေးရှင်းရင်လည်းတန်ကျင်းတန်းကျိုးလေးနဲ့ဒီဘက်မှာတတိုင်းစိုက်ပြီးတော့ဒီအပင်ရှင်ရင်းတွေတွဲတတိုင်းလောက်ဆိုရပါတယ်ဆိုတော့အပေါ်ကဒီလိုမျိုးအိုးအိုးချင်းခါစားဆိုရင်အပင်လေးတွေကိုနေရာမွှေ့နဲ့တနေရာဆိုတနေရာပဲထား ဘာလို့ဆိုဒီကောင်လေးကခဏခဏသူတို့အတွက်လှုပ်လို့မရဘူးလေသူတို့ကမှအမြင့်စားတယ်မယ်ဆိုတော့နောက်နှစ်ရက်လောက်နေဒီအိုင်းလေးပဲထားရေမလောင်းနဲ့နောက်နှစ်ရက်လောက်နေတော့မှအမြင့်စေးစားလောင်းလို့လာနော်အမြင့်စေးလောက်ရှူးရှူးပူးလေးနဲ့ဒီရှင်ရင်းလေးဖြန့်ပေးဒါလေးဆိုအဆင်ပြေပါပြီနော်ဒီမှာဒီလိုလေးလှုပ်ထားမယ်အပင်ရှင်ရင်းလေးကဒီလိုအပေါ်မှာဘောလုံးလေးပေါ်နေရမယ်နော်ဒီမှာဒီကောင်လေးဆိုလဲဒီမှာဒီလိုမျိုးလေးအပင်အပင်လေးကဒီလိုမျိုးလေးအပေါ်မှာပေါ်နေရမယ်အမြင့်အမြင့်တွေပင်စီကိုပတ်ဖုံးလိုက်လို့မရဘူးအောက်ကအောက်ရှည်လွတ်နေရမယ် အောက်ရှေ့ကလွတ်ထားရမယ်ဒီမှာအုံးစံသာနိုးလေးတော့ဟိုရိုးရအုံးစံမဝယ်ပြည့်လဲကိုစီမှာအုံးဒီအခွန်တွေပါရှိလို့ရှင်ဒါမျိုးလေးနော်ဒါမျိုးလေးအလဲအလဲပိုင်းလေးကိုပဲယူမှာလေအပေါ်ကထိတ်ကအရှင်ဖြတ်မှာအောက်ကထိတ်အရှင်ဖြတ်မှာဖြတ်ပြီးဒီလိုသုံးလုံးမဆိုင်လေဒါမျိုးလေးဆိုရပြီနော်မိသွေးအုံးနေခဲနဲ့ဆိုင်ရှင်လဲရပါတယ်ရှင်ကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်